အင်ပြန်နိုင်ရဲ့ပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သုံးဆောင်ပါဒီကနေ့တင်ဆက်ပေးတော့မယ့်ဆောင်းပါးလေးကတော့ PDF insight မှာရှိထားတဲ့အရှင်တန်တို့နဗင်ကံကြတော်လဲဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ခင်ဗျာလူပိဆိုင်မှာလူတယောက်စိတ်ပြက်လက်ပြက်နဲ့ပြစ်ချာသွားတဲ့ဆကားစာသတင်းစာတစ်စောင်းကောက်ပြီးကြည်လိုက်မိပါတယ်အဘဒွတ်ဒွတ်ဒွတ်ဒါကြောင့်ကိုလိုရေးရမိပါတော့တယ်တဲ့နေ့ကတော့ဆကားစာအစည်းအဝေးမှာမအလာပြောတဲ့မိကုန်းနဲ့ ဲ့ဒီနေ့မှာပြုလုပ်တဲ့ညင်ညင်ကြီးစကားဝိုင်းဆွေးနွေးပွဲမှာပါဝင်သူရွှေရဲစကားတွေတွေ့ရတာပါပဲစကားဝိုင်းကောင်းတဲ့ကပြည်ဆောင်ဆွေးနွေးမှုညမှာညင်ညတ်သောနိုင်ငံတော်တစ်စီတို့ဆိုပါလား all inclusive ဆိုတာမှာပါတော့ဘောမဆက်ဆက်တွေနဲ့ဘောမဘူဟန်ပြနေသူတွေကြီးရွေးပိတ်ထားတာပါပဲစကားဝိုင်းတွေမှာကောင်းဆောင်ဆွေးနွေးကြသူတွေကြီးလိုက်တော့အရင်ကအင်တာဗျူးတခုမှာစစ်တပ်ဘယ်ချင်းနိုင်ငံရေးကထွက်မလဲလို့မေးတာကိုနောက်နှစ်90လောက်မှထွက်လိမ့်မယ်ဆိုပြီးပြောခဲ့သူပါပါပါတယ် သူကိုယ်တိုင်တက်ထွက်တူဖြစ်ပြီးဘယ်ကယာမန်မသိတဲ့ဒေါက်တာဘွဲ့ခံထားသူပါပဲ2023လောက်ကထင်တယ်စစ်တပ်ကတိုက်ပွဲတွေတောက်လျှောက်ရှုံးနေတော့ဒုရယ်တိဆောက်ပြီးမှတိုက်ဖို့အကြံပေးခဲ့သူပေါ့လက်တွေမှာဒုရယ်တိဆောက်ဖို့လူကမရှိတော့တနိုင်ငံလုံးလူတွေဖက်ပြီးအတင်းအဓမ္မစစ်တဲထဲဖို့အကြံပေးတာလေသူပဲဖြစ်နိုင်ပါတယ်စီပွားရေးမှာဦးဆောင်ဆွေးနွေးသူကလည်းထိတ်ပြောင်ပြောင်ဒေါက်တာဆိုသူပါပဲထိုင်းမာနေရထိုင်းမာနေပြီးစကားစားနဲ့ပလဲနေတဲ့နေသူတွေပါ ဦးသိန်းစိန်တထက်တုန်းကမြေကွက်တီတောင်းလွန်းလို့စစ်ဘိုတွေတောင်လွတ်လည်ရသူပါပဲဒီတခါတော့သူ့ဘက်ကရှားရှားပါပါထောက်ခံသူရလိုက်လို့သူ့တောင်းစရာမလိုပဲမအလာကပြေးမှာပါနောက်ထပ်အမတ်ပြုတ်မမတယောက်နဲ့ဝင်ကြီးပြုတ်တသိန်းလုံးကံမဲဆိုတဲ့တယောက်လည်းပါရဲ့ကေကျူးရဲ့ဘောမှပါတီတွေအပြင်အခြားသောအန်စီဆိုင်ဆိုသူတွေလည်းပါရဲ့လူစုံတက်စုံအချိန်တန်တော့နဘိန်ကန်ကြတာပါပဲစကားသာအစည်းအဝေးမှာတော့မအလာကရွေးကောက်ပွဲကိုဒီဇင်ဘာတတိယပတ်မှ ဇန်နဝါရီဒုတိယပိုင်းအတွင်းကျင်းပမယ်လို့အတီပေါက်ကြီးပြောသားပါတယ်။ပြည်နယ်ရီမှာဝန်ကြီးချုပ်ကိုပြည်နယ်သားတွေကိုယ်တိုင်ရွေးချယ်ရမယ်လို့ဆိုသွားတယ်။ဒါကတော့တိုင်းရင်းသားတွေကြိုက်မယ်ထင်လို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြော်ပြီးပြောလိုက်တာပါပဲ။ဖွဲ့စည်းပုံကတော့သူတို့စတီဗန်နဲ့နင်းစေပြီးသားဖြစ်လို့သူကြိုက်တယ်လို့ပြောနေလုံနေတာပါပဲ။ဒါပေမဲ့လက်တွေမှာအရှင်တွေကအရင်လိုမဟုတ်တော့ပါဘူး။ဥပမာဝန်ကြီးချုပ်ကိုကိုယ်တိုင်ရွေးချယ်권ရှိမယ်ဆိုတာကို SNND နဲ့ SNDB ကကြားချင်းကြိုက်ပြီးမြဲ SSPB နဲ့ RCSS ကတော့ကြိုက်မှာမဟုတ်ပါဘူး။သူတို့ကအခုငြိမ်နေကြပြီမဲ့အခွင့်တာတာနဲ့နီးရနေမြေတွေတက်သိမ်းကြမဲ့သူတွေပါ။ပြင်မှာဆိုရင်ဒေါက်တာတူကြတို့ခတ်ထိန်နန်တို့ကြိုက်ပြီမဲ့ KNY ကမကြိုက်နိုင်ပါဘူး။ဂျခိုင်နဲ့ရှင်၊ကရင်နဲ့ Greeny စတဲ့လက်နက်ကန် IR Ori နဲ့ PDF တွေအကောင်စုမှုထားတဲ့နေရာတွေကိုလက်ွယ်ပြတဲ့ပဲစဉ်းစားချက်မှလက်တွေမှာဖြစ်လာမှာမဟုတ်ပါဘူး။အဆုံးဖြတ်ကတော်လှန်ရေးအင်အားတွေဘက်မှာရှိနေပါတယ်။မအားလာလက်မှာမရှိပါဘူး။ မလာလီနဲ့တိုင်းရင်းသားအကြိုက်ဆိုတာတွေမလုံးပြလာမယ့်အချိန်ကလွန်နေပါပြီ။ရွေးကောက်ပွဲမဖြစ်မနေလို့ချင်တော့52ခုနှစ်လောက်ကလည်းအဲ့လိုပဲအချိန်တွေခွဲပြီးကျင်းပခဲ့ဖို့တဲ့အစင်းနောက်ကိုမလာကကိုကသွားတယ်။တကယ်တော့အချိန်တွေကမတူပါဘူး။အဲ့ဒီတုန်းက49ခုနှစ်တဝက်လောက်ပဲတိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပြီး50ခုနှစ်ထဲမှာတဖြည်းဖြည်းဖဆာပလာတက်တွေအသာရလာပါပြီ။50ခုနှစ်ထဲမှာအတော်လေးတည်ငြိမ်လာပြီးဆက်လက်တည်ငြိမ်တော့မယ်ဆိုတဲ့တွက်လို့ရတဲ့အချိန်တွေပါ။အဲ့ဒါကြောင့်50ခုနှစ်ထဲမှာရွေးကောက်ပွဲစလုပ်တာပါ။ အခုကတော့တိုက်ပွဲတွေအလွန်ပြင်းထန်နေပြီးဆက်လက်ပြင်းထန်တာက နေပြည်တော်အထိရောက်လာတဲ့အခြေအနေပါပဲအဲဒါကြောင့်နေပြည်တော်မှာကရုတ်ချင်းတွေတူပြီးစစ်ပြင်းနေရတာမဟုတ်လားအခြေအနေချင်းရမ်းကွာပါလေအဲဒါကိုပဲဘူမတိဂိုမတိအမေခံပညာရှင်ဆိုသူတွေဘောမပါတီတွေနဲ့နိုင်ငံရေးသမားတွေကဖိနီပွဲတွေလုပ်ပြီးပြစ်ခတ်ထောက်ခံနေကြတာပဲဖြစ်ပါတယ်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှင်းရမယ်စစ်ပွဲပွင့်ရအောင်အားလုံးအတူဝိုင်းဝန်းကြိုးပမ်းရမယ်ဆိုပါလားအဲ့ဒီခေတ်ကလွန်ခဲ့ပါပြီ အရင်ဆိုးရလက်ထက်ကပြန်လည်သိမြေကြီးလမ်းစဉ်ဆိုတာတွေလုပ်ခဲ့ပြီးပါပြီ။အရပန်နိုင်ငံကြီးသမားတွေကစစ်တပ်ကိုကုန်သိက္ခာရှိတဲ့ထွက်ပေါက်ပေးခဲ့ပြီးပါပြီ။ရိုဟင်ညာကိစ္စမှာနိုင်ငံအတွက်အမှန်ကန်လုံးရည်တည်ပေးခဲ့တာတော့နားမလည်တဲ့စစ်တပ်ဟာနောက်ဆုံးအာဏာရမငန်းငတ်တက်ပြီးနိုင်ငံတော်အာဏာကိုလက်နက်အားကိုနဲ့လွတ်ယူခဲ့တာမဟုတ်လား။ဒါကနိုင်ငံကြီးပြည်ထနာမဟုတ်တော့ပါဘူး။နိုင်ငံကြီးပြည်ထနာဖြစ်ပြောင်းရှင်ရင်အခုအာဏာသိမ်းမှုကိုဥဆောင်ခဲ့သူအားလုံးနှုတ်ပြပေးခဲ့ရင်တော့ ကျန်တဲ့သူနဲ့ဆွေးနွေးကောင်းဆွေးနွေးနိုင်ပါလိမ့်မယ်။နိုင်ငံရေးကိုအထက်စီးကပြောနိုင်လောက်အောင်စစ်တပ်မှာဘာကတ်မှရှိမနေပါဘူး။ဂျန်ကုန်းနဲ့နေပြည်တော်လောက်ပဲကျင်းပါပြီးအမှတ်56နေရာလောက်ရရင်ရွေးကောက်ပွဲအထမြောက်နိုင်ပြီမယ်။အဲ့ဒါကလည်းစေုပ်စုအတွက်နိုင်ဖဲဖြစ်လာမှာမဟုတ်ပါဘူး။အစည်းအဝေးမခေါ်နိုင်ပဲကာလုံအစည်းအဝေး24နာရီကျင်းပါပြီးစစ်ရေးကိစ္စပဲလုပ်ရမှာပါပဲ။မယ်မီတွေတဖြည်းဖြည်းကျုံသွားပြီးနောက်ဆုံးဆုံးမရပြီဆိုရင်တော့စစ်တပ်ထဲကဒုတိယတတိယခေါင်းဆောင်တွေပါရာဇဝတ်မှုတွေနဲ့အရေးယူခံရမှာပါပဲ။ အဲ့တော့ဒီလိုအခြေအနေအစက်အမှန်ကိုသိမြင်သဘောပေါက်သူတယောက်တည်းလေးတဆုတစ်ဖွဲ့ရှိတယ်ဆိုရင်တော့မအားလာနဲ့အပေါင်းပါတိုက်ကိုအချိန်ဆိုင်မီဖြုတ်ချလိုက်ခြင်းကစစ်တပ်ကိုကဲတင်ရန်ရောက်တယ်လို့တိုင်းပြည်အနာဂတ်အတွက်လည်းကောင်းကျိုးပြုတာပဲဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။